မေလ18ရက်နေ့နေ့ပိုင်းမှာလေပြင်းအားနည်းရဝန်ဖြစ်လာနိုင်တဲ့အခြေအနေရှိနေကြောင်းဝင်းဒီအက်မမော့တို့ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။လေပြင်းအားနည်းရဝန်ဖြစ်လာပြီးရင်မြောက်ဘက်ကိုရွေ့ရှားနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များလည်းဆက်လက်ရှိနေသေးပါပဲ။ လေဝေလိုင်းဖြစ်ရာမှ လေဖီအားနည်းရဝန်းအဖြစ်အားကောင်းလာပြီးတဲ့နောက်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်ဆက်ဆက်နေသောဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းပင်လယ်ပြင်ရခိုင်ကမ်းရိုးတန်းအနီးမှာမေလ16ရက်နေ့ညပိုင်းအထိဆက်လက်တည်ရှိဗဟိုပြုနေနိုင်ပါသည် လေဖိအားနယ်ရဝန်းဖြစ်ပေါ်ပြီးနောက်ဆက်လက်ရွေလျားရာလန်းကြောင့်အနောက်ဘက်မှာရှိနေတဲ့မြန်မာနိုင်ငံမှာတော့မေလ18ရက်မှစတင်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့မိုးရွာနိုင်ပါမယ်။မိုးနေများကတော့နေရာဒေသအလိုက်ကွာခြားမှုရှိနိုင်ပါတယ်။ ပြည်နယ်တိုင်းများရဲ့မြို့များလိုက်လေးရစွာမိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက် weather widget တွေကို weather site မှာတင်ပေးထားတာကြောင့်ကိုနေထိုင်ရာမြို့များနဲ့နှိစက်ရာမိုးလေဝသအခြေအနေတွေကိုကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။မိုးလေဝသဝတ္ထုကြီးတဲ့အခါနားလည်လွယ်အောင် ရှင်းပြထားတဲ့ပုံကိုလည်းနောက်ဆုံးမှာတင်ပေးထားပါတယ်။